မင်္ဂလာပါဒီနေ့ကျမတို့ဆွေးနွေးကြမှာကတော့၂၀ရာစုရဲ့တကယ်ကိုအထင်ရှားဆုံးသိပ္ပံပညာရှင်ကြီးတယောက်ပေါ့လေအယ်ဘတ်အိုင်းစတိုင်းကြောင့်ပါဟုတ်ကဲ့သူ့ဘဝစကြောင်းနောက်ပြီးတော့သူ့ရဲ့သိပ္ပံဆိုင်ရာရှာဖွေတွေ့ရှိမှုတွေဒီအတွေ့အခေါ်တွေကကဘာကြီးကိုဘလူးများပြောင်းလဲစေခဲ့တယ်လဲဆိုတာအဲ့ဒါလေးတွေကိုဒီအရင်မြစ်တည်တည်နဲ့ကြည့်ပြီးတော့ပြောကြမယ်လေဟုတ်ကဲ့ဟုတ်ကဲ့သူ့ရဲ့ဟိုငယ်ဘဝအတွေ့အကြုံတွေကစပြီးတော့လေနိုဘယ်ဆုရတဲ့အထိပါတယ် အဲ့ဒီအချက်ကလည်းစိတ်ဝင်စားစရာနော်ဟုတ်နောက်ပြီးတော့အေးသူ့ရဲ့နာမည်အကြီးဆုံးညီမရဲလေ E is equal to MC square အဲ့ဒါတွေအမှုမျိုးပုံဘလို့ဖြစ်လာတာလဲဆိုတာမျိုးလေးအထီးပေါ်အဲ့ဒါတွေကိုအထီးကလာဆွေးနွေးသွားကြမှာပါဟုတ်ကဲ့စိတ်ဝင်စားစရာပဲသူ့ငယ်ဘဝစကြည့်အောင်သူကဂျာမနီနိုင်ငံအမျိုးမှာ1896မှာမွေးတာနော်ဟုတ်ကဲ့1896သူမိဘတွေကဂျူးလူမျိုးတွေဖခင်ကစီးပွားရေးလုပ်တယ် မိခင်ကစန္ဒရားတီးတော့တယ်ဆိုတော့ဒါပေမဲ့ဟိုငငယ်တုန်းက तू ကစကားပြောနောက်ကြတယ်။ကျောင်းမှာဆိုညံတော်နင်းနဲ့ထိုင်နေလို့အထင်ခံရတယ်ဆိုတာမျိုးအဲ့ဒါကတကယ်လား။အဲအဲ့လိုတပြောကြတာဗောလီ။ဒါပေမဲ့တစ်ဖက်မှာလည်း तू ကအသက်၁၂နှစ်လောက်မှာ तू ဘာသာ तू အခရတင်ကြတော့ geometry တော့တော်တော်ကျွင်းကြည့်နေပြီ။哦好的အဲ့ဒါစနေလောက်ကတည်းကကျောင်းဆက်မတက်ချင်တော့ဘူးဆိုပြီးမိဘတွေကိုပြောဟုတယ်ဆိုတော့လေ तू ကအဲ့ဒီ ပုံမှန်ကြောင်းပညာကြီးလဲစီကန်းနေကိုတိမ်မကြိုက်တဲ့သဘောပေါ့။ဟွပုံဆောင်ခွက်ထဲမဝင်ချင်တဲ့သဘောမျိုး။ဟုတ်တယ်။ဒါပေမဲ့တင်ကြနေယူပေါ့ဝေဒါမှာတော့ငငယ်လေးကတည်းကတော်တော်လေးထူးချွန်တာမြင်တာနေပြီ။ဟုတ်ကဲ့။သူပညာရေးလမ်းကြောင်းကလည်းနည်းနည်းထူးခြားတယ်နော်။မိသားစုလိုက်အီတလီပြောင်းတော့သူကဂျာမနီကျောင်းစနစ်ကိုမကြိုက်တော့ဘူးဆိုပြီး15နှစ်မှကျောင်းထွက်လိုက်သွားရော။ဟုတ်တယ်။ပြီးတော့ဆွစ်ဇာလန်ကနာမည်ကြီးကျောင်းလေဇူရစ်ပိုလီတက်နစ် အဲ့ဒါကိုတက်ဖို့ကြိုးစားတော့လေဝင်ခွင့်စာမေးပွဲမှာတင်ချတစ်ခုပဲအောင်တယ်ကျန်တာကြီးကြာရှုံးခဲ့တယ်ဆိုတော့အစပိုင်းမှာတော့အခက်ခဲကြီးရှိခဲ့ပုံပဲဟုတ်ကဲ့ရှိခဲ့တာပေါ့ဒါပေမဲ့အဲ့ဒီမှာကြောင်းအနာပိုင်းကြီးကသူ့ရဲ့တင်ချစွမ်းရည်ကိုတော့တတိတူမိတယ်အဲ့ဒါနဲ့အတက်တန်းကြောင်းတစ်ခုမှာတနစ်လောက်ပြန်တက်လိုက်ပါလားဆိုပြီးအကြံပေးခဲ့တယ်อืมอืมအဲ့ဒီတော့မှာဇူရီပိုလီတက်နစ်ကိုဝင်ခွင့်ရထားတာအဲ့ဒီမှာပဲ သူ့ရဲ့ပထမဇနီး Maleva Marriage နဲ့တွေ့ခဲ့တာပေါ့ဟုတ်ကဲ့ကြောင်းပြီးတော့လေတော်ပြီမဲ့အလုတ်ကချက်ချင်းမရဘူးခက်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 ဖြစ်နေတော့တငယ်ချင်းတယောက်ကကူညီလို့ဘာမျိုးကမူပိုင်ခွင့်ယုံမှာအလုတ်ဝင်ဖြစ်သွားတယ်ဩမူပိုင်ခွင့်ယုံမှာအဲ့ဒီအလုတ်ကသူ့ဖင်ညာရက်နဲ့တက်ရိုက်မဆိုင်ဘူးလို့ထင်ရပေမဲ့တကယ်တည်းတော့အေးပါခဲ့တယ်ပေါ့ဟုတ်တယ်အေးပါခဲ့တယ်ဘာလို့လဲဆိုတော့ အဲ့ဒီအလောကသူ့ကိုပညာရေးလောကရဲ့ဖျားတွေကနေခဏလောက်ဝေးစေပြီးတော့လွတ်လွတ်လပ်လပ်စဉ်းစားဖို့အချိန်ပေးလိုက်သလိုဖြစ်သွားတာလေဟုတ်ကဲ့အဲ့ဒီလိုမထင်မှတ်ထားတဲ့အခြေအနေကနေမှ1905ခုနှစ်မှာတိတ်ပံလောကကိုတုံလို့တွားစေတဲ့အဲ့ဒီအထူးနိုင်ရာ theory ဆိုတာကြီးထွက်လာတာပေါ့နော် special relativity theory ဟုတ်ပါတယ်1905 Anas Mirabilis လို့တောင်းခေါ်ကြတယ်လေအံဖွယ်နေပေါ့အဲ့ဒီနေ့ထဲမှာဒီ special relativity အပါအဝင် အရေးကြီးတဲ့စာတန်း၄ဆောင်လောက်သူထုတ်ခဲ့တာဟုတ်ကဲ့ဒီ special relativity ကအချိန်နဲ့ space ပေါ့လေအဲအဲ့ဒါတွေကတသက်စီမဟုတ်ဘူးဆက်ဆက်နေတယ်အလင်းအလင်းကအများရန်တသမတီပဲဆိုတဲ့အယူအဆသစ်ကပါတယ်နော်ဟုတ်ပါတယ်အဲ့ဒီတွေ့ရှိမှုကြောင့်ပဲနောက်ပိုင်းမှာဇူရီတက်ဆိုကသူ့ကိုအလောက်ခန့်ဖို့ကမ်းလှမ်းလာတယ်။ဒါတော့မှအဲသူကဂျာမန်ဖွာဂျူးလူမျိုးဖြစ်နေတော့ခန့်သိမှုခန့်သိချီလို့ရှိတော့ဖြစ်ခဲ့ကြသေးတယ်။อืม အဲ့ဒီခေချင်းနေရပေါ့โอเค note 1906မှာကျတော့ပို့ပြီးတော့ကျေပြန့်တဲ့ထွေထွေနားရသည် theory ပေါ့ general theory of relativity အဲ့ဒါကိုထပ်ထုတ်ဝင်နိုင်ခဲ့တယ်အဲ့ဒါက gravity ကိုရှင်းပြတာเนาะဂျက်ထူကြီးတဲ့အရာတွေကအချိန်နဲ့ space ကိုကွင်းညွတ်စေလို့ဖြစ်လာတာဆိုပြီးတော့ဟုတ်ကဲ့အဲ့ဒါကတကယ်ကိုတော်လာနေအတွေ့ဖို့ပဲဒါပေမဲ့စိတ်ဝင်စားစရာခေါင်းတာကသူ့ novel စုရတာကအဲ့ဒီနားရသည် theory ဒီကြောင့်မဟုတ်ခဲ့ဘူးဟွန်းဟုတ်လားဒါဆိုဘာအတွေ့ရတာလဲ လူတွေအများဆုံးသိကြတာက relativity theory တယ်လीသူ Nobel ဆုကို1923မှာရခဲ့တာကအလင်းလက်စအကျိုးစကားကိုရှင်းပြနိုင်ခဲ့လို့ photoelectric effect ပေါ့ဩ photoelectric effect ဟုတ်တယ်အလင်းတန်းကထူကတတ်တူမင်းအပြင်ပေါ်ကြာရင် electron တွေထွက်လာတယ်ဖြစ်စင်လေအဲ့ဒါကိုအလင်းမှာအမှုန်တဘောတဘာဝ photon ရှိတာဆိုတဲ့ quantum theory အခြေခံနဲ့ပထမဆုံးတိတိကျကျရှင်းပြနိုင်ခဲ့လို့ကြီးမြင့်နေတာအဲ့ဒါက quantum rupa ဝေဒရဲ့အစောပိုင်းအောင်မြင်မှုတကူဖြစ်သွားတာပေါ့ ဟုတ်ပါတယ်။အဲ့ဒီခေတ်အတွက်တော်တော်လေးရေးပါတယ်ရှင်းပြချက်ပဲ။တော်တော်စိတ်ဝင်စားစရာအချက်ပဲ။နောက်ပိုင်းဂျာမနီမှာအနာစီတဲ့အနာရလာတော့ဂျူးစန့်ကျင်ရေးဝါဒတွေကြောင့်ထောင်ကွက်33မှာအမေရိကန်ကိုပြောင်းသွားခဲ့တယ်နော်။အပြီးပြောင်းသွားတာ။ဟုတ်ကဲ့။ထောင်ကွက်33မှာအမေရိကန်ကိုပြီးပြောင်းသွားခဲ့တယ်။ဟိုမှာပရင်စပယ်မှာအခြေချခဲ့တယ်။ဟုတ်ကဲ့ဒုတိယကဘာစီကြီးဖြစ်လာတော့သူ့ရဲ့အခန်းကဏ္ဍကဘယ်လိုရှိခဲ့လဲအဲ့ဒီအနုမျိုးပုံကိစ္စနဲ့ပတ်သက်လို့သူက1939မှာအမေရိကန်သမ္မတယူဇဘက်စီ စာဆောင်ရေးခဲ့တယ်။နာဇီဂျာမနီကအမှုမျိုးလက်နဲ့ထိတွေ့နိုင်ရည်ရှိနေပြီဆိုပြီးတတိပေးရစာပေါ့။အေးသူ့ရဲ့ဟိုကဘာကျော်ညီမချင်းလီ E equal MC square ဆွိုင်းရင်းနဲ့ဂျော်တူ M ဆိုတာအတူတူပဲ။တခုကနေတခုပြောင်းလို့ရတယ်ဆိုတဲ့အခြေခံသဘောတရား။အဲ့ဒီ idea ကပဲနောက်ပိုင်းအမေရိကန်ကအမှုမျိုးပုံထုတ်လုပ်တဲ့မန်ဟတန်စီမံကိန်းအတွက် theory ပိုင်းဆိုင်ရာအခြေခံဖြစ်တော်ခဲ့တာပေါ့။ဟုတ်ကဲ့ ဒါပေမဲ့စစ်ပြီးသွားတော့သူကိုရိုင်းကတနမျိုးစွိုင်းကိုငင်းချမ်းရဲ့အတွက်ပဲတုံးဖို့ပြန်ပြီးတော့တိုက်တွန်းခဲ့တယ်လို့ကြားဖို့တယ်။ဟုတ်ပါတယ်မှန်ပါတယ်။သူကအနုမျိုးလန်နဲ့ပိုင်ဆိုင်မှုကိုရောပြန့်ပွားမှုကိုရောပြင်းပြင်းထန်ထန်ဆန့်ကျင်ခဲ့တယ်။ဟီရိုချီမာနာဂါဆာကီပုံကျဲပြီးမှသူတော်တော်လေးကိုစိတ်မကောင်းဖြစ်ခဲ့တယ်။อืมသူတွဲရှိမှုကအဲ့ဒီလိုအတုံးချခံလိုက်ရတဲ့အတွက်ပေါ့။ဟုတ်ကဲ့သူဘွားရဲ့နောက်ဆုံးနှစ်တင်မှာတော့သူကတာဝါဝါရဲ့အခြေခံအားတွေအားလုံးကိုတခုတည်းဖြစ် ပေါင်းစည်းပြီးရှင်းပြနိုင်မဲ့ theory တစ်ခုကိုဖော်ထုတ်ဖို့စ조사ခဲ့တဲ့ unified field theory ပေါ့อืม unified field theory ဟုတ်ကဲ့ဒါပေမဲ့အဲ့ဒါကတော်တော်လေးရှုပ်ထွေးပြီးတော့အောင်မြင်မှုတော့မရခဲ့ဘူး1955မှာသူကွဲလွန်သွားခဲ့ပါတယ်သူဘဝတစ်ခုလုံးကိုပြန်ကြည့်လိုက်ရင်လေအစပိုင်းမှာပညာရေးအလို့အကိုင်းအခက်ခဲတွေတော်တော်ကြုံခဲ့ရတယ်ဒါပေမဲ့သူ့ရဲ့အဲဆူဇန်ဂျင်စိတ်ဇွဲကောင်းလား ။နောက်ပြီးတော့ဟိုတမိုင်းရိုးချက်မဟုတ်တဲ့တွေးခေါ်ပုံလေးအဲ့ဒီကသူ့လိုကဘာတမိုင်းမှာတကယ်ကိုအကြီးအကျယ်ဆုံးသိပ္ပံပညာရှင်တစ်ယောက်ဖြစ်လာစေခဲ့တယ်လို့ပြောလို့ရမယ်ထင်တယ်။သိချာတော့ဗော။သူ့ရဲ့ theory တွေကရူပါပေးတာတစ်ခုတည်းကိုမဟုတ်ဘူး။ကျွန်တော်တို့စัจ java ဝလာကိုနားလေပုံကိုပါအခြေခံကြကြကိုပြောင်းလဲပေးခဲ့တာလीဟုတ်ကဲ့ဒီနေရာမှာဆက်ပြီးစဉ်းစားစရာလေးတခုကတော့လीသူ့ရဲ့ပုံမှန်မဟုတ်တဲ့ပညာရေးနောက်ခံတို့အလို့အတုရဲ့ဂျုံတို့ပုတ်အဲ့ဒါဒီက သူ့ရဲ့တီထွန်းဖန်တီးနိုင်စွမ်းကိုဘလော့ထီမြအားဖြည့်ပေးခဲ့တယ်လဲဆိုတဲ့မေးခွန်းလေးပါပဲဟုတ်ကဲ့စဉ်းစားစရာချက်ကောင်းလေးပါပဲဒီနေ့တော့အိုင်းစတိုင်းကြောင့်ဒီလောက်နဲ့ပဲရပ်နားကြအောင်